ထရန့်ဆိုရကနှစ်စဉ်လက်ခံမဲ့ဒုက္ခတဲ့အရေးအတွက်ကိုအများပြားလျှော့ချမဲ့အစီအမံများအားအော်တိုဘား30ရည်နေတွေထုတ်ပြန်လိုက်ရာလက်ခံမဲ့ဒုက္ခတဲ့အရေးအတွက်ဟာအနည်းဆုံးဆန့်ကျင်ဖြစ်လာမှာဖြစ်ပြီးလူပြူတောင်အာဖရိကသားများကိုဦးစားပေးလက်ခံမယ်လို့ဆိုပါတယ်မူဝါဒတည်းအရအမေရိကန်ပြည်ထောင်စုက2026ခုနှစ်ဗန်နာယီနှစ်မှာဒုက္ခသည်8500ရာကိုလက်ခံမှာဖြစ်ရာအဲ့ဒီရေအတွက်ဟာဒီမိုကရက်တစ်သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်မှာလက်ခံခဲ့တဲ့ဒုက္ခသည်အရေးအတွက်တသိန်းထက်များစွာညွှန်နေပါတယ် အင်ဂျိုရဲ့ထုတ်ပြန်ချက်မှတ်တမ်းအရလာမယ့်ဗန်ဒါရီနှစ်မှာလက်ခံသူအများစုမှာလူဖြူတောင်ဖရီကသားများမိမိတို့ရဲ့သက်ဆိုင်ရာနိုင်ငံများတွေဥပဒေချိုးဖောက်တဲ့ခွဲခြားဆက်ဆံခံရခြင်းတမမဟုတ်တရားမျှတမှုမရှိဘဲခွဲခြားဆက်ဆံခံရသူများကိုလက်ခံမယ်လို့ဆိုပါတယ်။2026ဗန်ဒါရီနှစ်ဟာအော်တိုဘော်လာတရက်နေ့မှာစတင်ခဲ့ပါတယ်။ ဝင်ခွင့်လက်ခံမဲ့အရေးအတွက်ကိုတောင်အာဖရိကမှလာတဲ့အာဖရိကတိုက်သားတွေကိုဦးစားပေးသွားမှာဖြစ်ပါတယ်လို့ဆိုပါတယ်။လူဖြူတောင်အာဖရိကသားများဟာ၎င်းတို့ရဲ့အမိမြေမှာဖိနှိပ်မှုကိုရင်မဆိုင်ရဘူးလို့တောင်အာဖရိကအစိုးရကပြောကြားနေသည့်အချိန်အမေရိကန်အစိုးရကလူဖြူတောင်အာဖရိကသားများကိုဦးစားပေးလက်ခံခဲ့ပါတယ်။ ရီပက်ဘလစ်ကန်သမ္မတဒေါ်နယ်ထရန့်ဇန်နဝါရီမှာသမ္မတဖြစ်လာခဲ့ပြီးတဲ့နောက်ဒုက္ခတွေရောက်ရှိမှုများရဲဆိုင်သွားတယ်ဆိုပေမဲ့လည်းခြွင်းချက်အဖြစ်လူဖြူတောင်ဖရီကသားများကိုလက်ခံခဲ့ပါတယ်တောင်အာဖရိကတွေတွားရောက်ခြေချခဲ့တဲ့ပထမဆုံးဥရောပသားများမှဆင်းသက်လာသူများဖြစ်တဲ့အာဖရိကတိုက်သား90ဝန်းကျင်ပါတဲ့ပထမဆုံးအုပ်စုဟာအမေရိကန်ပြည်ထောင်စုမှာပြန်လည်အခြေချနေထိုင်ရေးအတွက်မေလမှာအမေရိကန်ကိုရောက်ရှိလာခဲ့ပါတယ် ထရန့်ကစာရဲစာရန်ထောက်ထားမဲ့ရွှေပြောင်းတန်ပေါင်းများစွာကိုနေရပြန်ဖို့မယ်လို့မဲဆွယ်စီယုံရီတို့ကကတိပြုခဲ့ပါတယ်။ဒါကြောင့်သူဟာအမေရိကန်ဒုက္ခသည်ဝင်ခွင့်များပရိုဂရမ်ကိုရပ်ဆိုင်တဲ့သမရမိတ်ပြန်တန်းကိုဇန်နဝါရီမှာလက်မှတ်ရေးထိုးခဲ့ပါတယ်။အမေရိကန်လူဝင်မှုကြီးကြပ်ရေးကောင်စီမှအကြီးအကဲဖွဲ့ဝင်ဖြစ်ဆောင်ရွက်နေတဲ့ Alright Chambolnik ကပြောကြားရမှာ ဖိနှိပ်ခံရတာတွေကနေရှောင်ပြေးလာသူနှစ်တန်းကျော်ကိုအမေရိကန်ဒုက္ခသည်ဝင်ခွင့်များပရိုဂရမ်အရ1980ပြည့်နှစ်ကလေးကအမေရိကန်ပြည်ထောင်စုသို့ဝင်ခွင့်ပြုခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။အခုချိန်မှာတော့အဲ့ဒီပရိုဂရမ်ကိုလူဖြူဝင်ခွင့်ပြုရေးအတွက်လမ်းကြောင်းဖြစ်အသုံးပြုမှာဖြစ်ပါတယ်လို့သူက X မှာရေးသားခဲ့ပြီး၎င်းဟာအမေရိကန်ရဲ့ပြည်ပဆိုင်ရာလူသားချင်းစာနာမှုပရိုဂရမ်ရဲ့တရဖူအတွက်ဘလောက်နှိမ့်ချမှုလဲလို့ဆက်လက်ဖော်ပြထားပါတယ်။ထရန်ဆိုရရဲ့လုပ်ရက်ကိုလူခွေရဲ့အုပ်စုများကဝေဖန်နေကြပါတယ်။